မခိုင်းတဲ့အလုပ်ကိုသွားလုပ်မိလို့ဆိုပြီးတော့ပူပြီးအပြစ်ကြီးသွားတဲ့သူတွေအများကြီးရှိတယ်။အားလုံးပဲမင်္ဂလာပါ။မင်းရဲ့ database ကမေးပါရှင့်။မေးဒီနေ့ပေါ့နော်။ခိုင်းပေါ်နဲ့ပတ်သက်ပြီးတော့တော်တော်ကြီးတတိထားရမယ်။ခိုင်းပေါ်အလုပ်ပေါ့နော်။ဘဝဆောင်ရှောက်ရဲ့အလုပ်နဲ့ပတ်သက်ပြီးတော်တော်ကြီးတတိထားရမယ်။အချက်တစ်ခုကိုလေးပြပြချင်တယ်။လေချားထဲမှာပြပြမယ်ပြပြမယ်ဆိုပြီးတော့ပေါ့နော်။မိမိတော်လုံးမလို့အခုတစ်ခါလေးပြပြလိုက်မယ်ပေါ့နော်။ဒါလဲဆိုလို့ရှင်လေခိုင်းပေါ်ပေါ့နော်ဒီ ဝဆောင်ရှောက်ရေးလို့တက်ချီဆောင်ရှောက်ရေးလို့ဒီအလုတ်ကမင်းအရင်ကခဏခဏပြောတယ်ဒီအလုတ်ကစက်ပစ္စည်းတွေနဲ့လောက်ရတဲ့အလုတ်မဟုတ်ဘူးအဖိုးအွားတွေကိုပြုစုဆောင်ရှောက်ပေးရတဲ့အလုတ်ဖြစ်တယ်အဲ့တော့တာဝန်အရန်ကြီးရဲ့အလုတ်ဖြစ်ပါတယ်နော်အဲ့တော့ကြတော့စီကံချက်ထဲမှာပါတဲ့ဟာမျိုးတွေဥပမာဒါမလောက်ကအောင်ဒါမလောက်ကအောင်ဆိုရဲစီကံချက်ထဲမှာပါတဲ့ဟာမျိုးတွေကိုလိုက်နာဖို့တော်တော်လေးအရေးကြီးပါတယ်နော်လိုက်ဖို့လိုက်နာရပါမယ်ပြီးရင်နောက်တစ်ခုကကြတော့ လိုက်ကိုလိုက်နာတင့်มาပဲပေါ့နော်သူရဲ့စီကန်ချက်ထင်မှာမေတို့အလုံးစားမလုပ်ထင်မှာဆိုလို့ရှင်လေမေတို့ကိုလေစီကန်ချက်တွေကိုလေစီကန်ချက်စာရွက်တွေပါဆိုပြီးတော့မေတို့လက်မှတ်ထိုးရတယ်လေအဲ့ဒါအလုံးတိုင်းမှာထိုးရလာတော့မင်းမသိဘူးပေါ့နော်ဒါမေတို့အလုံးစားဝင်တဲ့အချိန်မှာတော့မေတို့စေးရုံကတော့မေတို့ကိုခိုးခိုင်းနေပေါ့နော်စီကန်ချက်တွေဒီစီကန်ဒီစီကန်ဒီစီကန်နေရှိရဒါတွေကိုလိုက်နာပေးရပါမယ်ဆိုတော့ကိုမေတို့ကဟုတ်ကဲ့သဘောတူပါတယ်လိုက်နာပါမယ်ဆိုပြီးတော့သူ့ရဲ့စာရွက်ကလေးမှာပေါ့နော်လက်မှတ်ထိုးပေးရတယ်ဒါသူတို့တက်မှတ်ထားတဲ့စာရွက်မှာလက်မှတ်ထိုးပေးရတယ်ပြီးတော့နောက်တစ်ခု မေတို့မြန်မာလူမျိုးတွေရပါဘောနော်အရန်ကိုကြီးခြင်းနဲ့တစ်ဖက်သားကိုအရန်စေတနာပါတယ်စေတနာတွေလုံကဲလို့နဲ့ဘယ်လိုမျိုးအမြင်မတော်ရင်အတအားကြီးလုပ်ပေးခြင်းနဲ့သိရမှာအဲ့လိုစိတ်ကအရန်များတဲ့တော့ကိုအဲ့လိုစိတ်ကိုအတန်းနိုင်ဆုံးဖြောက်ပါသူတို့မခိုင်းတဲ့အလုပ်ဆိုရင်လုံးဝမလုပ်မိအောင်လို့ရှောင်ပါနော်ဒါမှမဟုတ်လို့ရှင်ပဲသူတို့ကိုအရင်ဆုံးသာပြောပြီးတော့မှာပေါ့နော်ဒီလောက်ဒီလောက်အကြီးအကဲတရားရောက်ပါကိုယ်လောက်မှရှိရအကြီးအကဲတရားရောက်ကိုတိုင်ပင်ပြီးတော့မှာအကြီးအကဲစီရနေပြီးတော့အဲ ရပြီလောက်တော့ဆိုပြီးတော့ဟုတ်လားသူတို့စီရနေပြီးတော့ဒါလက်ခံပေးတော့မှကိုဘက်ကလည်းလောက်တာအကောင်ဆုံးပါဒါမေရှိမှလည်းပြောခဲ့တယ်ပေါ့နော်မေတို့မြန်မာလူမျိုးတွေကစေတနာရမ်းပါပြီးတော့ကုညီခြင်းနဲ့စိတ်နဲ့အမြင်မတော်တာလေးတွေရှိရင်ပေါ့နော်အဆင်မပြေရလေးတွေရှိရင်ကုညီပေးလိုက်ခြင်းနဲ့လှုပ်ပေးလိုက်ခြင်းနဲ့ဆိုတဲ့စိတ်မျိုးတွေရှိရဲပေါ့နော်ဒါပေမဲ့လို့တစ်ဖက်နိုင်ငံမှာကြတော့တစ်ဖက်လူမျိုးအတွက်ကြတော့ပေါ့နော် ဒီဟာကြီးကတို့အနေနဲ့အမြမချင်းချင်းကိုကြီးပဲဆိုလို့ရှင်တော့အဂျေစုတင်ပါတယ်ဘာညာဆိုပြီးတော့ပေါ့နော်အအခုကိုကြီးဖြစ်လိုက်တာပေါ့ဂျေစုတင်ပါတယ်ဆိုပြီးရှိပေမဲ့လို့တို့တွေကြတော့ဒါဂျပန်နိုင်ငံဖြစ်သွားပြီလူမျိုးတွေလည်းမတူတော့ဘူးပေါ့နော်ဂျပန်လူမျိုးတွေဖြစ်သွားပြီပေါ့နော်ဂျပန်နေဖြစ်သွားပြီအဲ့တော့ကြတော့တို့ရဲ့အတွေ့အကြုံတော့ပေါ့နော်တချို့ဂျပန်နေကြောက်လဲတွေးတယ်အကူကြီးဖြစ်လိုက်တာဂျေစုတင်ပါတယ်လို့တွေးတယ်ပေါ့နော်တချို့ကြတော့လဲဒီအလုပ်ကြီးကအနေနဲ့ညားလိုက်တာနေ့ကိုဘယ်သူကလောက်ခိုင်းတာတော့နေ့ကိုဘယ်သူကဒီအလုပ်လုပ်ပါလို့ပြောထားလို့တော့ ဆိုတဲ့ကိစ္စတွေပေါ့နော်။ကိုယ်တိတ်တိတ်လေးလှုပ်လိုက်တာကပြဿနာအကြီးကြီးဖြစ်သွားနိုင်တယ်။နော်။နောက်ဆုံးအလုတ်ထုတ်ခံရတဲ့အဖြစ်မျိုးတွေပါဖြစ်သွားနိုင်တယ်။ကိုကကြတော့ကုညီပေးချင်တဲ့စိတ်နဲ့ပေါ့နော်လှုပ်လိုက်ပေးမယ်လို့သူတို့ရဲ့အမြင်မှာကြတော့ကွာအကူအညီဖြစ်တယ်ဆိုရဲခန်းစားချက်မျိုးမဖြစ်ပဲနဲ့မေအရှိမပြောခဲ့တဲ့လိုမျိုးပဲတချို့တချို့ဂျပန်တွေကြတော့လေအကူအညီဖြစ်လိုက်တာကျေးဇူးတင်ပါတယ်ဆိုပြီးပြောပေမဲ့လို့တချို့တချို့တွေကြတော့လေနင့်ကိုသူကဒီလောက်ကိုခိုင်းထားလို့နင့်ကိုဘယ်သူမှမခိုင်းမနဲ့နင်ကပါလို့ ဒီအလုပ်ကိုလုပ်ရတာတော့ဆိုတဲ့ပုံစံမျိုးပေါ့နော်တစ်တိလေးကနေအကြီးဖြစ်သွားပြီးတော့နောက်ဆုံးအလုပ်ထုတ်ခံရနိုင်ခြင်းရှိတဲ့အနေအထားထိပါဖြစ်သွားနိုင်တယ်ပေါ့နော်ကြီးကြီးမားမားကြီးဖြစ်သွားနိုင်တယ်အဲ့တော့ကြတော့မခိုင်းတဲ့အလုပ်တွေကိုမလုပ်ပါနဲ့နော်အဲ့ဒါလေးကိုမေးအကြံပေးချင်ပါတယ်မခိုင်းအောင်မလုပ်ပါနဲ့ခိုင်းတဲ့ကိစ္စတွေသူတို့ပြောတဲ့ဒါလေးဒါလေးလုပ်ပေးပါဆိုရယ်ခိုင်းတဲ့ကိစ္စတွေလုပ်ပါ ပြီးရင်သူတို့ခိုင်းတဲ့ထဲမှာလဲကို့အတွက်အန္တရာယ်ရှိနိုင်တဲ့ကိစ္စမျိုးအန္တရာယ်များနိုင်တဲ့ကိစ္စမျိုးတာဝန်ကြီးတဲ့ကိစ္စမျိုးဆိုလို့ရှင်လဲအတတ်နိုင်ဆုံးအကြီးအကဲတွေကိုတိတိကျကျမေးပြီးမှလုပ်ပါကို့အတွက်အန္တရာယ်များမဲ့အလုံမျိုးကို့တာဝန်တအားကြီးမဲ့အလုံမျိုးဆိုလို့ရှင်လဲမလုပ်တဲ့ရင်မလုပ်ပါနဲ့ငါဒီဟာကိုစိုးရိမ်နေငါကြောက်လို့မလို့ဒီလောက်တော့မလုပ်ပြရသေးနဲ့ဒီလောက်တော့မလုပ်ချင်ပါဘူးအကြီးအကဲတရားရောက်ကိုပြောလိုက်နော် မေကတော့အဲ့ဒါလေးအကြံပေးပါတယ်ဘာလို့လဲဆိုတာဝန်ကြီးလို့ပါနော်ကိုတာဝန်ယူရမယ့်ကိစ္စမျိုးတာဝန်ကြီးရဲ့ကိစ္စမျိုးဖြစ်သွားနိုင်တယ်တချို့တွေတိတိမမမကနေပြဿနာကြီးကြီးတက်သွားနိုင်တယ်အဲ့တော့မေအရှိမလည်းဗီဒီယိုနဲ့ပြောခဲ့တယ်အဲဂျပန်သွားတော့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ကုညီခြင်းနဲ့စိတ်တအားစေတနာပူရဲစိတ်တွေအဲ့ဒီစိတ်တွေကိုအတတ်နိုင်ဆုံးဖျောက်သွားပါနော်လူမျိုးချင်းလည်းမတူတဲ့အတွက်ကိုကိုကဒီလိုတွဲပေမဲ့တစ်ဖက်လူကဒီလိုတွဲချင်မှတွဲမယ်နော်အဲ့တော့ကြတော့မေကတော့အဲ့ဒါလေးအကြံပေးချင်ပါတယ်ဟုတ်ကဲ့ နေ database ကနေပါရှင့်ကျေးဇူးတင်ပါတယ်